င်္ဂလာပါကလေးတို့ရေဒီချေကတော့ grace သိပ်ပံသင်ကြားပေးမယ့်ဒီချေချမ်းဖြစ်ပါတယ်အခန်း9 dressing drop down နဲ့ drawer များသင်ခန်းစာ၄ drawer များကိုခွဲထုတ်ခြင်းကိုဒီချေတို့ဆက်ပြီးတော့လေ့လာရအောင်ဒရနောများကိုခွဲထုတ်ခြင်း separation of mixture ဒရနောတွင် ပါဝင်သောပစ္စည်းများ၏ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိပေါ်မူတည်၍၎င်းထုတ်ယူလိုသောပစ္စည်း၏သဘာဝပေါ်မူတည်၍၎င်းခွဲထုတ်နည်းအမျိုးမျိုးကိုအသုံးပြုနိုင်ပါသည်ခွဲထုတ်နည်းများ separation technique နော်အဲ့ဒီမှာမှဒီချက်တို့ခွဲထုတ်နည်းအချို့ကိုဒီချက်ဖော်ပြပေးထားတယ်နော်ကဲကြည့်ပါပုံလေးကဲပုံလေးကိုကြည့်နော်အဲ့ဒီပုံလေးမှာဆိုရင်နော်နံပါတ်1တန်လိုက်ဖြစ်ခွဲထုတ်ခြင်းသူကတော့ magnetic separation နံပါတ်1ပုံလေးကတော့အရေးကြီးခဲ့ခြင်း decondition နံပါတ်3နံပါတ်3ပုံလေးကတော့စီယူခြင်း Federation နံပါတ်4လေးကတော့ပုံလေးကတော့အငွေ့ပြန်ခြင်း Evaporation နံပါတ်5ဝှေ့ရေဖွဲ့ခြင်း Condensation ကဲဒါလေးကတော့ဒီချေတို့ခွဲထုတ်နည်းအချို့ရဲ့ပုံလေးတွေပဲဖြစ်ပါတယ်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းလေးကိုတွားရအောင်လုပ်ငန်းအောက်ပါလုပ်ငန်းများနဲ့တင်းလျော်သောခွဲထုတ်နည်းများကိုဇယားမှာဖြစ်ဆက်ပါတယ် ကဲအဲ့တော့တချေကဇာတ်လေးပြပေးမယ်အဲ့ဒီဇာတ်မှာတချေလေးနုနဲ့အတူတူဖြည့်ဆွဲရအောင်ကဲအဲ့တော့လုပ်ငန်းများနဲ့ခွဲထုံနေအော်လုပ်ငန်းများမှာဆိုရင်တော့ပင်လယ်ရေမှာစားထုတ်ယူခြင်းသူ့ကိုဘလို့ခွဲထုံနေနဲ့ခွဲထုံမလဲဟုတ်တယ်အငွေ့ပြန်ခြင်းနဲ့တချေတို့ခွဲထုံမယ်နောက်တစ်ခုကတော့တန်နှစ်လွှစာမှုအရောမှတန်ကိုခွဲထုတ်ခြင်းအဲ့တော့တချေတို့တန်ရင်လွှစာမှုရေရောတယ်အဲ့ဒီမှာမှတချေတို့တွေကဘလို့ခွဲထုတ်မလဲတန်ကိုပဲယူမယ်ကွယ်တန်ကိုပဲခွဲထုတ်မယ် ဟုတ်တယ်သူရဲ့ခွဲထုတ်နည်းလေးကတော့သံလိုက်ဖြင့်ခွဲထုတ်ခြင်းနောက် တစ်ခုအမိုက်ပါတော့ရေမှာသုံးရေရရှိရန်ပြုလုပ်ခြင်းအဲ့တော့တချို့အမိုက်ပါတဲ့ရေတွေကနေပြီးတော့တချို့ရေပဲယူမယ်အမိုက်တွေကိုဖယ်ခြင်းနဲ့ကွယ်ဒါဆိုရင်ရောဘယ်နည်းနဲ့ခွဲထုတ်မလဲဟုတ်တယ်စစ်ယူခြင်းနဲ့တချို့ခွဲထုတ်မယ်ကဲနောက်တစ်ခုအိမ်တွင်ဆန်ဆေးမယ်အဲ့တော့အိမ်တွင်ဆန်ဆေးခြင်းတချို့အိမ်မှာဆန်ဆေးတယ်ကွယ်အဲ့လိုဆန်ဆေးမယ်ဆိုရင်တချို့ဆန်ပဲယူမယ်ရေကိုမယူဒါဆိုရင်တချို့ဘယ်လိုလုပ်မလဲဘယ်လိုခွဲထုတ်နေလဲခွဲထုတ်မလဲဟုတ်တယ်အရေးကြီးကဲ့ခြင်း ဒီလိုနည်းလေးနဲ့တကယ်လို့ခွဲထုတ်မယ်။ကဲဒါဆိုရင်တော့တကယ်လို့ကအဓိကအချက်ကလေးကိုသွားရအောင်။အဓိကအချက်ကလေးမှာဆိုရင်တော့ခွဲထုတ်နည်းအချို့မှာ၁တန်လိုက်ဖြစ်ခွဲထုတ်ခြင်း၊၂အရေးကြီးခဲ့ခြင်း၊၃စစ်ယူခြင်း၊၄အငွေ့ပြန်ခြင်းနဲ့၅အငွေ့ရဖွဲ့ခြင်းစသည်လို့ပဲဖြစ်ပါတယ်ကွယ်။ ကဲအဲ့တော့ဒီချေတို့ကလက်တွေလေးပြုလို့ဖို့အတွက်ဆိုရင်တန်လိုက်ဖြစ်ခွဲထုတ်ခြင်း magnetic separation အဲ့တော့ separation လုပ်မယ်နော်အဲ့တော့ဒီချေတို့ကတန်လိုက်ဖြစ်ခွဲထုတ်မယ်ဆိုလို့ရှိရင်စွန့်ပစ်ပစ္စည်းများမှပြန်လဲအသုံးပြုနိုင်တဲ့တန်တိုတန်ဆတွေကိုဒီချေတို့ကမြည်သည့်နည်းနဲ့ခွဲထုတ်နိုင်တယ်နိအဲ့တော့ဒီချေတို့လက်တွေပြုလို့ရအောင်အဲ့တော့ဒီချေတို့လုပ်ငန်းလေးအဲ့တော့တအားတော့သမီးတို့ကចောင်းသားတွေကအုပ်စုဖွဲ့ပြီးတော့လှုပ်ဆောင်ရမယ်နော် ကဲအဲ့တော့စာသင်ခန်းအတွင်းမှာရှိတဲ့တန်လိုက်ဂုံတက်တိရှိတဲ့ပစ္စည်းလေးတွေနဲ့တန်လိုက်ဂုံတက်တိမရှိတဲ့ပစ္စည်းအချို့ကိုဒီချက်တော့ခွက်တစ်ခုမှာရောနှောထားလိုက်မယ်အဲ့တော့ဒီချက်ကတန်လိုက်ဂုံတက်တိရှိတာနဲ့တန်လိုက်ဂုံတက်တိမရှိတာနဲ့ဒီချက်ရောနှောပေးထားတယ်ဟုတ်ပြီနော်ပြီးွားရင်အဲ့ဒီရောနှောပုံကိုတဲ့ဒီချက်ကတန်လိုက်နဲ့တန်လိုက်ကိုတင်းကြည့်ပါအဲ့တော့ဒီချက်ကအဲ့ဒီရောနှောလေးပုံမှာဒီချက်တန်လိုက်တယ်မယ်ဘယ်လိုတွေ့ရှိချက်ရှိမလဲကြည့်ပါနော် ဟမ်ဟုတ်ပြီနော်ကဲအဲ့တော့ကြည့်လိုက်တန်လိုက်ဂုံတတိမရှိတဲ့ပစ္စည်းတွေကတော့ဘာဖြစ်လဲကြံခဲ့ပြီးတော့တန်လိုက်ဂုံတတိရှိတယ်ဘာဖြစ်လဲပစ္စည်းလေးတွေကတော့တန်လိုက်မှာကပ်ပါလာတာကိုတွေ့ရတယ်အဲ့တော့ဒီသားတို့သမီးတို့တွေကတန်လိုက်ဂုံတတိရှိတဲ့ပစ္စည်းနဲ့တန်လိုက်ဂုံတတိမရှိတဲ့ပစ္စည်းဆိုလို့ရှိရင်သားတို့သမီးတို့ကတန်လိုက်နည်းနဲ့ခွဲထုတ်နိုင်တယ်နော်ကဲဒါဆိုရင်ဒါတို့သမီးတို့အိမ်မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်ဟုတ်ပြီနော်တန်လိုက်ဂုံတတိရှိတဲ့ပစ္စည်းနဲ့တန်လိုက်ဂုံတတိမရှိတဲ့ပစ္စည်းနဲ့ဆိုလို့ရှိရင်ဒီကျေတို့ကဒီတန်လိုက်ဟုတ်နော်တန်လိုက်နဲ့ခွဲထုတ်ခြင်းနည်းလေးနဲ့ဒါတို့သမီးတို့ကခွဲထုတ်နိုင်ပါတယ် ကဲအဲ့တော့ဒီချေကအခုအရေးကြီးခဲ့ခြင်းနဲ့ဆင့်ယူခြင်းဆိုရယ် decantation and filtration ကဲအဲ့တော့ဒီချေတို့ကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လက်တွေ့လေးပြုလို့ရအောင်အဲ့တော့အရေးကြီးခဲ့ခြင်းနဲ့ဆင့်ယူခြင်းတွေကိုမြည်သည့်နေရာတွေမှာတာဝန်သူမျိုးတွေ့ဖို့ပါတယ်လေကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းတစ်ခုလေးကိုလက်တွေ့ပြုလို့ရအောင်အဲ့တော့လုပ်ငန်းတစ်ကာကြီးကတော့ရေနဲ့တဲ့ခါခွေးကတော့ရေနဲ့မြေပြူတွေကိုရောနှောပြီးတော့မှဒီချေတို့ကသဲနဲ့မြေပြူကိုဒီချေတို့ဖယ်ရှားရန်တိကျစီလောက်ဆောင်မယ် ထပ်ပါလက်တွေ့လုံဆောင်ချက်တွေမှာဆိုရင်မြည်သည့်ခွဲထုတ်နည်းတွေကိုအသုံးပြုခဲ့တဲ့နည်းအဘဲကြောင့်နည်းတဲ့ကဲဒါတော့တချေတို့တွေလက်တွေ့ပြုလုပ်မယ်အဲ့တော့တချေကပထမအဦးဆုံးကတော့တချေကအရေးကြီးကဲ့ခြင်းနည်းလေးကိုအရင်ဆုံးလက်တွေ့ပြပေးမယ်နော်ကဲဒါဆိုလို့ရှိရင်တော့တချေကအရေးကြီးကဲ့ခြင်းရဲ့နည်းစဉ်အဆင့်ဆင့်လေးတွေကိုပြုလုပ်ပေးမယ်ဟုတ်ပြီနော်အဲ့တော့တချေကရေနဲ့သဲနဲ့ကိုတချေကရောမယ် ကဲဒီချေကအဲ့တော့တဲနဲ့ရင်းနဲ့ရိုးပြီးတော့မွေလာလေးနဲ့မွေလိုက်ပြီနော်ကဲမွေလာလေးနဲ့မွေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီချေတို့ကတဲလေးရတော့ကောင်းစွာအနေထိုင်ရလိုအပ်ပါတယ်အဲ့တော့တဲလေးကောင်းစွာအနေထိုင်ဖို့ဆိုလို့ရှိရင်တော့အချိန်လေးနည်းနည်းလေးတော့ပေးရမယ်နော်နည်းနည်းလေးစောင့်မယ်ကဲဟုတ်ပြီအဲ့ဒါပြီးသွားလို့ရှိရင်နော်ဒီချေတို့တွေကဟုတ်ပြီနော်စာမျက်နှာသားတို့သမီးတို့ရဲ့ចောင်းသုံးဖက်စာရဲ့စာမျက်နှာ105မှာပုံလေးရှိတယ်အရေးကြီးကဲ့ခြင်းဆိုတဲ့ပုံ6ခုဆိုတဲ့အရေးကြီးကဲ့ခြင်းဆိုတဲ့ပုံလေးရှိတယ်အဲ့ဒီပုံလေးအတိုင်းပဲဒီချေတို့တွေကအရေးကြီးကဲ့မယ် ဟုတ်ပြီနော်အဲ့တော့သဲတွေကိုတကယ်တော့ဘီကာဒါမှမဟုတ်လို့ရှိရင်ဖန်ခွက်ထဲမှာတကယ်တော့အရေးကြီးခဲ့မယ်ကြည့်ပါအဲ့တော့ဟုတ်ပြီတခြားအရေးကြီးခဲ့လိုက်ပြီ။ခဲကြည့်ပါ။ ဟုတ်နော်အဲ့တော့ဒီချဲတို့ကြည်လိုက်မယ်အဲ့တော့တဲနဲ့ရေကိုဒီလိုမျိုးဒီချဲတို့အရေးကြီးတဲ့ခြင်းနည်းနဲ့ခွဲထုတ်နိုင်တယ်နော်အဲ့တော့ဒီချဲတို့ဒီဘက်မှာဒီဘက်ဘီကခွဲထဲမှာအရေးလေးပဲကျန်တယ်ဟုတ်ပြီနော်ဒီဘက်ဘီကခွဲထဲမှာတော့ဒီချဲတို့တဲတွေကျန်ခဲ့တယ်အဲ့လိုနည်းနဲ့ဒီချဲတို့ကတဲနဲ့ရေနဲ့ကိုအရေးကြီးတဲ့ခြင်းနည်းနဲ့ခွဲထုတ်နိုင်ပါတယ်အဲ့တော့တောင်းသမီးတို့လည်းအိမ်မှာလက်တွေပြုလုပ်ကြည့်နော် ုတ်ပြီတချဲတို့ခုနကတုန်းကအရေးကြီးခဲ့ခြင်းအစစ်စစ်ကိုတချဲတို့ပြုတ်လုပ်ပြီးပြီးသွားပြီနော်အဲ့တော့အခုတချဲတို့ကဆင့်ယူခြင်းအစစ်စစ်လေးကိုပြုတ်လုပ်ကြရအောင်အဲ့တော့တချဲတို့ရေနဲ့မြေပြူအရိုးကိုဘီကာဒါမှမဟုတ်ရင်ခွက်ထဲကိုထည့်ပါအဲ့တော့တချဲတို့ကနော်မြေပြူနဲ့ရေနဲ့ကိုတချဲတို့ဘီကာခွက်ထဲကိုထည့်မယ်ပြီးသွားလို့ရှိရင်နော်တချဲတို့နှစ်ကကြတော့ဘာဖြစ်လဲဆိုရင်ရေစစ်ဆက်ကူအဲ့တော့တချဲတို့ရေစစ်ဆက်ကူကိုတချဲတို့ကပုံပါအတိုင်းဟုတ်ပြီနော်တချဲတို့ တောက်သမီးတို့ရဲ့ဖတ်စာအုပ်ကျောင်းသုံးဖတ်စာအုပ်ရဲ့စာမျက်နှာ105မှာရှိတယ်။ပုံ68ကကြီးရေးစစ်ဆက်ကူကိုခောက်ယူပုံဆိုတဲ့ဟာလေးရှိတယ်။အဲ့ဒီပုံစံလေးတိုင်းတောက်သမီးတို့ကပြုလုပ်ရပြီ။အဲ့တော့တကယ်ကဒီမှာဟုတ်ပြီနော်အဝိုင်းလေးအဲ့ဒီအဝိုင်းလေးကိုတောက်သမီးက၄ခေါက်ချိုးမယ်။၄ခေါက်ချိုးပြီးသွားပြီဆိုလို့ရှိရင်နော်တကယ်တို့ကတစ်ဖက်ကိုဟပေးထားမယ်။အော်နော်ဒီစကောဒီလိုမျိုးဟာပဲပြီးသွားလို့ရှိရင်နောက်တစ်ခုကကျတော့ဒီနားလေးမှာဟာနေတဲ့နေရာလေးကိုရေလေးနည်းနည်းဆုပ်ပြီးတော့မှတချို့တို့ကကရော့ပုံစံလေးကတ်လိုက်တာပေါ့ဟုတ်ပြီနော်ဒီလိုမျိုးလေးဟုတ်ပြီနော်ဒါလေးကတအားသမီးတို့ ်မှာစောက်ထဲမှာလည်းပြထားပေးထားတယ်လက်တွေ့ပြလို့ကြည့်နော်ဒါတော့တကယ်တော့လှုပ်ထားပေးသားလေးပေါ့နော်ကဲပြီးသုံးဝကြတော့ဒီချေတို့ရင်းတော့အဲ့နောက်မှာဘာဖြစ်လဲဆိုရင်ပုံ68ကဒီချေတို့ခါဝင်းမှာပြထားတဲ့အတိုင်းပဲကုရိယာတွေကိုတက်စင်ပါဆိုတော့ဒီချေကမထောက်တိုင်ဟုတ်ပြီနော်ဒီမှာကတော့ရှိတယ်ဟုတ်ပြီဗီကာခွက်ရှိတယ်ပုံလေးကိုဒီချေတက်စင်ပေးထားတယ်သူပြထားတဲ့အတိုင်းပဲအဲ့တော့၄ရကြတော့ဒီချေတို့အယောနောလေးကိုဒီချေတို့ကဖန်ချောင်းဝင်တက်စင်ဆိုတော့ဒီချေတို့ကဖန်ချောင်းလေးဒီမှာထားထားပြီးမယ်အဲ့ဒီကနေမှတက်စင်ဒီချေတို့က ဟုတ်ပြီနော်အယောနောလေးကိုလောင်းထည့်မှာဖေးညင်းစွာလောင်းထည့်မှာစပီးတချေကအကုန်လုံးပြပေးမယ်နော်အဲ့ဒါခုတချေကစာလေးနဲ့အရင်ပြောပေးမယ်နော်ကဲတော့တချေဖေးညင်းစွာလောင်းထည့်မယ်တဲ့ပြီးသွားတဲ့အခါမှာတော့တချေတို့နံပါတ်5လေးကတော့တချေတို့အရေးကြီးတွေဟာတချေတို့ကရေစစ်ဆက်ကိုဖြတ်တန်းမှာတော့အရေးကြီးလေးတွေကရေစစ်ဆက်ကိုဖြတ်တန်းပြီးတော့ဒီအောက်ကိုကြာမယ်အဲ့မှာဆိုရင်မြေဖြူလေးတွေကဒီရေစစ်ဆက်ကိုမှကြံခဲ့တာကိုတွေ့ရမယ်တဲ့။ကဲဒါဆိုရင်တချေတို့လက်တွေ့ပြုလို့ရအောင်။ကဲအဲ့ဒါဆိုရင်တချေတို့ပထမဆုံးအနေနဲ့တချေတို့ကမြေဖြူနဲ့ရေနဲ့အရင်ရောမယ်နော်။ ဒီကွက်လေးတွေကိုထည့်မယ်ကဲဟုတ်ပြီအဲပြီးသွားလို့ရှိရင်တော့ဒီခြေတော့ရေစစ်ဆက်ကူလေးကိုကဲဒီခြေတော့ရေလေးနဲ့ဟုတ်ပြီနော်ရေလေးနဲ့ဒီခြေတော့ဒီမှာကတ်မယ်ခရော့ပုံစံလေးဖြစ်သွားအောင်ကတ်မယ်ဟုတ်ပြီနော်ကဲပြီးရင်ဒီခြေကဒီမှာထားလိုက်မယ်ပြီးသွားလို့ရှိရင်တော့တကယ်လို့ခုနကတုန်းကပြောရတဲ့အတိုင်းပဲ ဖန်ချောင်းလေးကနေမှတဆင့်ဒီခြေတို့ကဗာလဲเนาะဒီခြေတို့ကဒီမှာဒါလေးကိုလောင်းထည့်မယ်ခဏလေးဖတ်ကဲဟုတ်ပြီเนาะဒါဆိုရင်ဒီခြေတို့တွေကကဲအဲ့တော့ကြည့်အောင်အဲ့တော့ခုနကသူပြောတဲ့အတိုင်းပဲအရေးကြီးလေးတွေကဗာပြလဲအရေးစစ်ဆက်ကူလေးကိုဖြတ်ပြီးတော့မှเนาะကြာလာမယ်ဖြတ်တမ်းပြီးတော့မှကြပြီးတော့မြေဖြူလေးတွေကတော့ဗာပြလဲရည်စည်းဆက်ကူမှာကြံခဲ့မယ်လို့သူကပြောတယ်ဆိုတော့တကယ်လို့ကြည့်ရအောင် ကဲဒါဆိုရင်ဒီချေတို့ကရေစစ်ဆက်ကိုမာသူပြောရတဲ့အတိုင်းပဲမြေပြူလေးတွေကြံခဲ့မယ်ဆိုတော့ဒီချေတို့ကြည့်ရအောင်နော်ကဲဟုတ်ပြီနော်ကြည်ပါဟုတ်ပြီနော်ဒီကျေတို့ရေသစ်ဆက်ကူလေးမှာဟုတ်ပြီနော်မြေပြုံမှုန်လေးတွေကြံခဲ့တယ်ဒီမှာဒီကျေတို့ရေကြည်လေးတွေပဲကြာသွားတယ်ကဲဒါဆိုလို့ရှိရင်ဒီကျေတို့တွေကမြေပြုံနဲ့ရင်နဲ့ဆိုလို့ရှိရင်ဒီကျေတို့ကစစ်ယူခြင်းနည်းနဲ့ဒီကျေတို့ခွဲထုတ်နိုင်ပါတယ် ားတို့သမီးတို့လည်းအိမ်မှာမြေပြင်နဲ့ရေကိုစစ်ယူခြင်းနည်းနဲ့ခွဲထုတ်ကြည့်လို့ရရနော်။ ကဲဒါဆိုရင်ဒီချေတို့ကလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့ကြည်အောင်เนาะအဲ့တော့ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုလက်တွေ့ပြုလုပ်ဖို့ဆိုလို့ရှိရင်เนาะဒီချေတို့ကပေးထားတဲ့ပုံလို့သူကပြောတော့ပေးထားတဲ့ပုံကတော့ចောင်းသုံးဖက်စာအုပ်ရဲ့စာမျက်နှာ105ကပုံ99ကရေတန့်စင်ချင်းပုံလေးပဲဖြစ်တယ်เนาะအဲ့ဒီပုံလေးကိုသားတို့သမီးတို့ကြည်ထားပေးပါအဲ့တော့ပေးထားတဲ့ပုံကိုကြည်ပြီးတော့မှနောက်ကြည့်တဲ့ရေကနေပြီးတော့မှကျင်လင်းတဲ့เนาะဒီချေတို့ကြည်လင်းတဲ့ရေရရှိအောင်ဒီချေတို့ပြုလို့ရမှာအသုံးပြုတဲ့ပစ္စည်းတွေကိုကြိုတင်စုဆောင်ရမယ် တော့ရေတန့်စင်ခြင်းလုပ်ငန်းကိုတချို့လို့လုံဆောင်ချက်တွေကိုမှတ်တမ်းရေးပါတဲ့အဲ့တော့မှတ်တမ်းပုံစံမှာဆိုလို့ရှိရင်တော့သင်ခန်းစာကောင်းစဉ်အုပ်စုတင် जा တင်ယူမှုအထောက်အကူပစ္စည်းတွေ့ရှိချက်နဲ့ကောက်ချက်ချခြင်းစတဲ့အချက်တွေတော့ပါဝင်ရမယ်နော်အဲ့တော့အဲ့ဒီနည်းတွေကိုတော့ကြေးရွာတွေမှာဆိုလို့ရှိရင်တော့ကုန်ကြစရိတ်တက်တာဆိုတာအသုံးပြနိုင်ပါတယ်တီချယ်တို့ကတော့ဘာဖြစ်လဲတီချယ်တို့ကမြေပြတ်နေမှာတော့တော်တော်များများမှာတော့တချို့ရေးတတ်ရတယ်နော်တချို့ ရက်ရွာဒီမှာဆိုလို့ရှိရင်တော့ရေတန့်ရဖို့ခက်ခဲတယ်အဲ့လိုအချိန်လေးတွေမှာဆိုလို့ရှိရင်တချို့ကဒီလိုနီးလေးနဲ့ရေတန့်ကိုထုတ်ယူတယ်နော်အဲ့အဲ့တော့တချို့ရေတန့်ဆင်ကြီးလေးကိုစမယ်ဆိုလို့ရှိရင်တချို့ကနောက်ကြည့်တယ်ရေဟုတ်နော်ပြီးသွားလို့ရှိရင်တော့တချို့ကြောက်စက်ခဲလို့မယ်သဲချမ်းလို့မယ်ပြီးသွားလို့ရှိရင်တော့တချို့ဘာလို့လဲဆိုရင်မီးသွေးခဲလို့မယ်ပြီးသွားလို့ရှိရင်သဲနူလို့မယ်ပြီးသွားလို့ရှိရင်တော့ပိတ်ကအပားစာလေးလို့မယ် ။ဒါပြီးရင်ဒီချေတို့အကြည်လေးနဲ့ရေရဖို့အတွက်ကိုအောက်ကခွက်ကလေးတော့ခံထားရမယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်ဒီချေတို့ကစပြီးတော့လုပ်ရအောင်။အဲ့တော့ဒီချေတို့ကအဲ့လိုအစင်းစင်လေးကိုဒီချေတို့ကပြုတ်လို့ပြီးပြီဆိုရင်တော့ဒါတို့သမီးတို့တွေရဲ့နော်ရက်ွက်သေးတွေမှာတကယ်လို့ဒီချေတို့ရေရှားပါတဲ့နေရာတွေမှာဆိုရင်တော့ဒီချေတို့ဒီမှာပါဝင်တဲ့ပစ္စည်းလေးတွေကတော့ရှိရမယ်နော်။ကဲဒါဆိုရင်ဒီချေကနောက်ကြည့်တဲ့ရေကိုစပြီးတော့ထည့်ပါမယ်။ ကဲဒါဆိုလို့ရှိရင်တချဲတို့အခုเนาะရေတချဲကနောက်ကြည့်တဲ့ရေထည့်လိုက်ပြီဆိုတော့တဆင့်ချင်းသူသွားနေပြီเนาะတချဲတို့ဒီမှာတချဲခုနကပြောလိုက်တဲ့တဆင့်ချင်းစင်တိုင်းကိုတချဲတို့ခုနကနောက်ကြည့်တဲ့ရေပေါ့เนาะရေကဖြတ်တန်းပြီးတော့မှအောင်ပါတချဲတို့ဟုတ်ပြီเนาะတန်းစင်တဲ့ရေလေးဖြစ်နေသူကကြာနေပြီเนาะကဲအဲ့တော့ကြည့်ပါဒီလားခုနကတော့เนาะဒီမှာရှိတဲ့ရေနဲ့ဒီမှာကြာတဲ့ရေနဲ့เนาะလုံးဝကွာခြားသွားပြီเนาะ ဒါကတော့ဒီချေတို့အရေးပေါ်အခြေအနေတွေမှာဆိုရင်ဒီလိုနည်းလေးနဲ့တာလို့သမီးတို့ကရေတန့်စင်ခြင်းเนาะရေတန့်စင်တဲ့ဟာလေးကိုအသုံးပြုလို့ရတယ်เนาะကဲဒါဆိုရင်တာလို့သမီးတို့တွေကဒီချေအခုပြလိုက်တဲ့ပုံစံအတိုင်းပဲတာလို့သမီးတို့တွေကလည်းเนาะအဲပစ္စည်းလေးတွေပေါ့เนาะပစ္စည်းလေးတွေကိုကြိုတင်စုဆောင်းပြီးတော့ရေတန့်စင်ခြင်းလေးကိုအိမ်မှာလက်တွေပြုလုပ်လို့ရတယ်เนาะကဲဒီချေတို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာရအောင် နော်ចောင်းသားများကိုអុសុភွဲ၍មិមិបវិញចិន၌ញីទីអឈិនីများတွင်နှាក់ខោស៊ីអទុំយុទីကိုស្វិនឫបអដန်းទូទិនပြပါတယ်កែអរកាជីទីខាគွေးទីកែតិជេរុបេថាတယ်ពုံនេះអូជីเนาะអីនេះមកဆိုលុយវិញបិលុអឈិនីမှာနှាក់ខោស៊ីကိုអទុំយុមលេតែកាជីបវិញចិនရှိមីគូងွေကို နှကောင်းစီးဖြစ်ကာကွယ်ပုံအဲ့တော့တချို့ပတ်ဝန်းကျင်မှာရှိတဲ့ကားတွေရထွက်တဲ့မီးခုံးငွေတွေပေါ့နော်သူတို့ကိုတချို့နှကောင်းစီးလေးစီးပြီးတော့ကာကွယ်ထားတယ်နောက်တစ်ခုကခါခွေးရတော့တချို့နှကောင်းစီးပုံလေးဖြစ်တယ်အဲ့နှကောင်းစီးလေးကိုတချို့တွေကပတ်ဝန်းကျင်မှာဘာဖြစ်လဲအဲခုံးငွေတို့နော်တခြားဘာဖြစ်လဲဘက်တီးရီးယားနဲ့ပတ်သက်လို့ရှိရင်ကာကွယ်လို့ရတာပေါ့နော်ကဲအဲ့တော့တချို့အဓိကချက်ကလေးကိုကြည့်ရအောင်အဓိကချက်များအခဲနဲ့အရေဒရနောမှာအရေတဲတွင်မပြောင်းဝင်နိုင်သောအခဲကို ခွဲထုတ်ရန်အတွက်အရေးကြီးခဲ့ခြင်းနှင့်စိတ်ယူခြင်းဤကို အသုံးပြုရပါတယ်အရေးကြီးခဲ့ခြင်းဤ၃ရာတွင်မပြောင်းဝင်နိုင်သောပစ္စည်းများသည် ကောင်းစွာအနေထားရန်လိုအပ်ပါတယ်ဒါတော့တော့သူတို့သိရမယ့်အဓိကချက်ကလေးပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တီချေတို့နောက်ထပ်ခေါင်းစဉ်လေးတစ်ခုကိုသွားရအောင် အငွေ့ပြန်ခြင်းနဲ့ငွေရီဖွဲ့ခြင်း evaporation and condensation ကဲအဲ့ဒီမှာမှာတကယ်လို့အငွေ့ပြန်ခြင်းနဲ့ငွေရီဖွဲ့ခြင်းဖြစ်စဉ်များကိုမိမိတို့ပတ်ဝန်းကျင်ရှိမြည်သည့်နေရာတွင်ကြုံတွေ့ဘူးသနည်းတဲ့ကဲအဲ့တော့တကယ်လို့အငွေ့ပြန်ခြင်းနဲ့ငွေရီဖွဲ့ခြင်းကိုတကယ်လို့တောက်သမီးတွေပတ်ဝန်းကျင်မှာတွေ့ကြုံဘူးလေဘမကြုံတွေ့ကြဘူးလေကဲအဲ့ဒီမှာမှာတကယ်ပုံလေးပေးထားတယ်ပုံလေးရဲ့ပုံကတော့တကယ်လို့မိုးရွာခြင်းကဲမိုးရွာခြင်းမှာမှာတကယ်လို့တွေကအရင်ဆုံးမိုးရွာမယ်အဲ့တော့မိုးကပင်လယ်ရေတွေကို ဟုတ်ပြီနော်ကြာမယ်ပြီးတော့အနေတစ်ချက်တော့ကဘာဖြစ်လဲအငွေ့ပြန်မယ်အငွေ့ပြန်ပြီးတော့နောက်တစ်ခုကငွေ့ရီဖွဲ့မယ်ဒီလိုနဲ့ပဲတစ်ချက်တော့မိုးရွာခြင်းဆိုပြီးတော့ဖြစ်ပေါ်နေတာပေါ့နော်ကဲဒါဆိုရင်ဒီကျေတော့လုပ်ငန်းတက်ကလေးကိုလက်တွေ့ပြုလုပ်ကြည့်အောင်เนาะကဲအဲ့တော့စာမျက်နှာသားတို့သမီးတို့ရဲ့အကြောင်းဆုံးဖတ်စာအုပ်ရဲ့စာမျက်နှာ100ခွနဲ့မှာရှိတဲ့ပုံ6စနစ်ရဲ့ စားရည်သို့မဟုတ်တကြားရည်ပေါ့နော်အငွေ့ပြန်ခြင်းရဲ့ပုံလေးကိုသားတို့သမီးတို့တစ်ချက်ကြည့်ပေးပါကဲဒါဆိုလို့ရှိရင်တော့တစ်ချက်တို့တွေလုပ်ငန်းတစ်ကလေးကိုလက်တွေ့ပြုလုပ်ကြည့်အောင်အဲ့တော့တကြားဓမ္မမို့လို့ရှိရင်စားအနေငယ်ကိုတဲ့ဒဇွန်းခံကိုပေါ့နော်တစ်ချက်တို့ရည်အနေငယ်ထည့်ထားတဲ့ဖန်ခွက်ထဲမှာလုံးဝပျော်ဝင်တဲ့အထည်ကိုဖြော်ပါအဲ့တော့တစ်ချက်ကတော့တကြားဓမ္မမို့စားလို့ပြောရဖြစ်တော့တဲ့တစ်ချက်ကတော့လွယ်တကူရနိုင်တဲ့စားလေးကိုတစ်ချက်သုံးပြုပေးထားတယ်ထို့နောက်တဲ့တကြားပျော်ရည်ဓမ္မမို့လို့ရှိရင်စားပျော်ရည်တို့တစ်ချက်တို့ အငွေ့ပြန်စလုံးထဲမှာထည့်ပြီးတော့မှဖြင်းငင်းစွာတချို့အပူပေးမယ်ဆိုလို့ရှိရင်ညီဒီကိုရရှိသည်နည်းဖြစ်စဉ်ကိုခံမှန်းပါဆိုပြီးတော့သူကမေးထားတယ်။ကဲဒါဆိုရင်တချို့လက်တွေ့ပြလို့ရအောင်။ကဲဒါဆိုရင်ဒီချေကတော့စားလေးကိုတချေစားတစုံခံကိုတချေထည့်မယ်။အဘနော်တကယ်ကတော့ဖန်ခွက်ထဲကိုမထည့်တော့ဘဲနဲ့တကယ်တခါတည်းပဲအငွေ့ပြန်စလုံးထဲမှာထည့်ပြီးတော့မှရေလေးနဲ့တကယ်ဖြောမယ်။ကဲဟုတ်ပြီနော်အဲ့တော့တကယ်ကဖြောမယ်။ ဟုတ်ကဲ့เนาะဒီခြေတို့ကဒီမှာလုံးဝပြောင်းဝင်သွားတဲ့ ठी ကိုမှုေပေးပါမယ်ပြီးသွားလို့ရှိရင်เนาะဒီခြေတို့ကဟုတ်ပြီเนาะမီးနဲ့ဒီခြေတို့ကအပူပေးပါမယ်ကဲဒါဆိုရင်ဒီခြေကမီးပူပေးပြီဆိုတော့ဒီခြေကအခုကဲမှုေမယ်เนาะကဲဟုတ်ပြီကဲအဲ့တော့ဒီခြေတို့အခုဒီမှာเนาะဒီခြေမှုေနေတဲ့အချိန်မှာရေလေးတွေအငွေပြန်နေပြီဆိုတော့ဒီခြေတို့စားပွင့်လေးတွေပြန်ပြီးတော့ပေါ်လာပြီတွေ့လား ကဲဟုတ်ပြီဒါဆိုရင်မြည်စီကိုရရှိတဲ့နေရဲ့ကြည့်ပါအောင်ဘာတွေရရှိလဲဟုတ်တယ်တချို့တို့စားပွင့်တွေပြန် ပြီးတော့ရရှိတယ်အဲ့တော့အဲ့ဖြစ်စဉ်ကဘာဖြစ်စဉ်ဖြစ်မလဲခံမှန်းကြည့်ပါအောင်ဟုတ်တာဗောဒီဖြစ်စဉ်ကတချို့တို့အငွေ့ပြန်ခြင်းဖြစ်စဉ်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တချို့အခုလက်တွေ့ပြုလုပ်သလိုပဲတအားသမီးတို့အိမ်မှာလဲကိုယ်တိုင်လက်တွေ့လေးပြုလုပ်ကြည့်ပြီနော် ကဲဒါဆိုရင်ဒီကျေတို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့ဒီကျေတို့လက်တွေ့ပြုလို့ရအောင်အဲ့တော့တားတို့သမီးတို့ရဲ့အကြောင်းသုံးဖတ်စာအုပ်မှာပါတယ်စာမျက်နှာ100ခွန်းကပုံ633အပုံလေးပေါ့နော်ဝင်ဖွဲ့ချင်းဆိုတဲ့ပုံလေးကိုဒီကျေတို့လက်တွေ့ပြုလို့ကြည့်မယ်နော်ကဲဒါဆိုလို့ရှိရင်တော့ဒီကျေတို့ကပုံ633မှာပါတဲ့ဟာကိုဒီကျေတို့လေ့လာပြီးတော့မှအောက်ပါမိကုန်းလေးတွေကိုအခြေခံပြီးတော့ဆွေးနွေးဖြစ်ဆိုပါတယ်ကဲအဲ့တော့ ဘီကာခွက်တွေမှာရှိတဲ့ရေကလေးတွေဟာစူပွက်ပြီးတော့မှအငွေ့ထွက်ခြင်းနဲ့တတုပြားရဲ့မျက်နှာပြင်ပေါ်မှာတကယ်လို့ကဘာဖြစ်လဲရေဆက်ရေပေါက်ကလေးများဖြစ်ပေါ်လာခြင်းတွေဟာမြည်သည့်ဖြစ်စဉ်ဖြစ်သည်နည်းစူဆောင်ရရှိလာတဲ့ရေဟာတောက်ရေသုံးရေအဖြစ်အသုံးပြုနိုင်မလဲပေါ့နော်ထင်မြင်ချက်ပေးပါတဲ့ပြီးရင်တတုပြားရဲ့မျက်နှာပြင်မှာဆိုလို့ရှိရင်ရေဆက်ရေပေါက်ကလေးများပုံမဖြစ်ပေါ်နိုင်တဲ့နည်းလမ်းတွေကိုတကယ်လို့ဆွေးနွေးပါတဲ့ ။ဤနီးစဉ်ကိုမြည်သည့်အချိန်တွင်အသုံးပြုနိုင်သည်နည်းတဲ့။ကဲဒါဆိုရင်ဒီချေတို့လက်တွေ့ပြုလို့ရအောင်။ကဲအဲ့တော့ဒီချေကတော့ဒီချေကတော့တတူပြအစားဒီချေကတော့ဖန်ပြားလေးကိုဒီချေကအသုံးပြုပေးထားပါဗျ။ကဲဒါဆိုရင်ဒီချေတို့ဘီကာခွက်ထဲမှာရှိတဲ့ရင်လေးတွေပေါ့နော်ဒီချေတို့စူပွက်သွားအောင်ဒီချေကအခုမီးပူပေးမယ်နော်။ ကဲဒါဆိုရင်ဒီကေတို့ကအခုမာနော်ရေဆက်ရေပောက်ကလေးတွေကိုဒီချေကဒီမှာဟုတ်ပြီနော်ဒီချေစုဆောင်မယ်ဟုတ်ပြီနော်စုဆောင်လိုက်မယ်ကဲဟုတ်ပြီထပ်ပြီးတော့ဒီမှာထပ်တင်မယ်ဟုတ်ပြီနော်အဲ့တော့စုဆောင်ရရှိလာတဲ့ရေကိုတဲ့ဒီချေတို့ကတောက်ရေတုံးရေအဖြစ်အသုံးပြုနိုင်ခြင်းရှိမရှိထင်မြင်ချက်ပေးပါတဲ့ ကဲအဲ့တော့ဒါတို့သမီးတို့ကထင်မြင်ချက်ကလေးရေးကြည့်ပေးပါအောင်နော်ကဲဒါဆိုရင်ဒီကျေတို့နော်စူဆောင်းပြီးတော့ရရှိထားတဲ့ရေးလေးကိုဒီကျေထပ်ပြီးတော့ဟုတ်ပြီနော်ထပ်ပြီးတော့ဖြည့်မယ်ကဲဟုတ်ပြီကဲအဲ့တော့ဒီကျေတို့ဒီလိုမျိုးပုံစံမျိုးဟုတ်ပြီနော် ကျိန်ဖန်များစွာပြုတ်လုပြီးရောက်မယ်ဆိုလို့ရှိရင်เนาะပြုတ်လုပ်လိုက်မယ်ဆိုလို့ရှိရင်เนาะဒီလိုစူဆောင်းရရှိလာတဲ့ရည်လေးတွေကိုတချို့တို့ကဒီမှာဟုတ်ပြီเนาะအဲ့လိုမျိုးတားတော့သမီးတို့စိတ်တော့နည်းနည်းတော့ရှည်ရမယ်ပေါ့เนาะဒီမှာတချို့တို့ရည်လေးတွေစူဆောင်းထားတဲ့เนาะရည်လေးတွေနည်းနည်းအနည်းငယ်တချို့ရလာတယ်ပေါ့เนาะကဲအဲ့တော့တားတော့သမီးတို့စူဆောင်းရရှိလာတဲ့ရည်ကိုတချို့တို့တောက်ရည်သုံးရည်အဖြစ်နဲ့အသုံးပြုနိုင်ခြင်းရှိမရှိတချို့ခုနကတားတော့သမီးတို့ထင်မြင်ချက်ရေးခိုင်းထားတယ်เนาะကဲတားတော့သမီးတို့ပြောကြည့်ပါဦးသုံးပြုနိုင်ခြင်းရှိမရှိ ဟုတ်တယ်တချို့တော့ပြန်ပြီးတော့မှအသုံးပြနိုင်တယ်နော်တောင်ရီသုံးရီဖြစ်နေတဲ့တချို့တော့အသုံးပြနိုင်ခြင်းရှိပါတယ်အဲ့တော့တချို့တော့တတုပြရဲ့မျက်နှာပြင်အဲ့တော့တချို့ကတော့ဖန်ပြပါဘောနော်တတုပြဖန်ပြရဲ့မျက်နှာပြင်ကရေဆက်ရေပောက်ကလေးတွေတချို့တော့ဟာလေးပေါ့နော်ရေဆက်ရေပောက်ကလေးတွေကိုတချို့တော့ပုံမို့ဖြစ်ပေါ်နိုင်တဲ့နီလန်းလေးတွေကိုဆွေးနွေးပါတယ်ကဲအဲ့တော့ပုံမို့ဖြစ်ပေါ်မှုဆိုလို့ရှိရင်တော့တချို့တော့ဘာဖြစ်လဲရေမင်းများလို့ပြီးတော့မှအပူတွေမင်းများပေးလိုက်မယ်ဆိုရင်ရေဆက်ရေပောက်ကလေးကအများကြီးထွက်လာနိုင်တယ်ပေါ့နော်ပို့ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အဲ့လိုနီလန်းနဲ့အသုံးပြုလို့ရတယ်နော် ကဲဒါဆိုရင်ဒီကျွန်တော်အဓိကချက်ကလေးကိုသွားရအောင်အရေးအခြေအနေမှအငွေ့အခြေအနေတို့ပြောင်းလဲခြင်းကိုအငွေ့ပြန်ခြင်းဟုခေါ်တယ်။အရေးသည် အပူချိန်တွန်းမြင့်ပြောင်းလဲသောကြောင့်အငွေ့ပြန်ခြင်းဖြစ်နိုင်တယ်။အငွေ့အခြေအနေမှအရေးအခြေအနေတို့ပြောင်းလဲခြင်းကိုငွေ့ရေဖွဲ့ခြင်းဟုခေါ်တယ်။အငွေ့သည်အေးသည့်မျက်နှာပြင်နှင့် ထိတွေ့တဲ့အခါသို့မဟုတ်အေးခံတဲ့အခါမှာအပူထုတ်ခြင်း ွှေ့ရည်ဖွဲ့ခြင်းဖြစ်နိုင်ပါတယ်။ကဲဒီချေတို့ဒါဆိုရင်အခန်းကိုကိုပြန်လဲသုံးသက်ရမယ်ဆိုလို့ရှိရင်တော့ဒီချေတို့ပြန်လဲသုံးသက်ခြင်းမှာဆိုရင် drug များအကြောင်းပဲဖြစ်တယ်။အဲမာမဒီချေတို့ dressing drug ပေါင်းနဲ့ drug no များကိုဒီချေသင်ခဲ့တယ်။အဲဒီမာမဒီချေတို့က dressing atom molecule drug ပေါင်း drug no ပြောရည် dressing မှာမှာဘာတွေရှိလဲဆိုရင်တော့ atom တစ်မျိုးတည်းဖြစ်ဖွဲ့စည်းထားတယ်။ atom မှာဆိုရင်တော့အလွန်သိငယ်သောအခြေခံအမှုန်ဖြစ်တယ်။ molecule ကတော့ မျိုးတူအက်တမ်များပေါင်းစပ်သောမော်လီကျူးနဲ့မျိုးမတူအက်တမ်များပေါင်းစပ်သောမော်လီကျူးဒရပ်ပေါင်းမှာဆိုရင်တော့ဒရက်စင်အက်တမ်များသတ်မှတ်အချို့အတိုင်းဓာတုနည်းဖြင့်ပေါင်းစပ်ခြင်းဒရနောမှာဆိုလို့ရှိရင်တော့တသားတည်းဖြစ်သောဒရနောနဲ့တသားတည်းမဖြစ်သောဒရနောပျော်ရည်မှာဆိုရင်တော့တသားတည်းပျော်ရည်နဲ့ဆိုင်းရည်ဟုတ်ပြီနော်နောက်တစ်ခုအကြတော့တချို့တို့ဒရနောများကိုခွဲထုတ်နေအချို့ဖြစ်တယ်အဲ့ဒီမှာမှတန်လိုက်ဖြစ်ခွဲထုတ်ခြင်း ဆစ်ယူခြင်းအရေးကြီးခဲ့ခြင်းအငွေပြန်ခြင်းငွေရဖွဲ့ခြင်းအဲဒီမှာပါတချို့တန်လိုက်ဖြစ်ခွဲထုတ်ခြင်းမှာတော့တန်လိုက်ဂုံတ္တိရှိသောပစ္စည်းများနဲ့တန်လိုက်ဂုံတ္တိမရှိသောပစ္စည်းများကိုခွဲထုတ်မယ်ဆစ်ယူခြင်းမှာဆိုရင်တော့ရေးရင်းပျော်ဝင်သောအခဲနဲ့အရေးကိုဆစ်ယူမယ်အရေးကြီးခဲ့ခြင်းမှာဆိုရင်တော့ရေးရင်းမပျော်ဝင်သောအခဲနဲ့အရေးအခဲသည်ကောင်းမွန်စွာ အနေထိုင်ရမယ်နောက်တစ်ခုကတော့အငွေပြန်ခြင်း အငွေ့ပြောင်းခြင်းမှာတော့အခဲပျော်ဝင်နေသောပျော်ရည်ပါမယ်။ငွေ့ရည်ဖွဲ့ခြင်းမှာဆိုရင်တော့အငွေ့အခြေအနေမှာအရေးအခြေအနေသို့ပြောင်းလဲခြင်းဖြစ်တယ်။ဒါလေးတွေကတော့ခွဲထုတ်နည်းတွေပေါ့နော်။ကဲဒါဆိုလို့ရှိရင်တော့တီချေအခုတင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းကို dressing drop down နဲ့ drop down များကသင်ခန်းစာ1 dressing နဲ့အတန်များသင်ခန်းစာ2 molecule နဲ့ drop down များသင်ခန်းစာ3 ဒွန်းနောနဲ့ပျော်ရည်များနဲ့သင်္ကန်းစာ၄ဒွန်းနောများကိုခွဲထုတ်ခြင်းနဲ့တချေတို့အခန်းကိုရဲ့ပြန်လည်သုံးသပ်ခြင်းတွေကိုတချေကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ကဲတချေကအခုအခန်းကိုကိုတချေကပြန်လည်သုံးသပ်ခြင်းလေးကိုရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။ကဲအဲ့တော့တချေကအခန်းကို dressing ၊ dress ပေါင်းနဲ့ ရနောများကနေပြီးတော့သင်ကန်းစာလေးရနောများကိုခွဲထုတ်ခြင်းနဲ့ပြန်လည်သုံးသပ်ခြင်းကိုတီချဲကရှင်းပြပေးလိုက်တာပဲဖြစ်ပါတယ်။အဲ့တော့တာရုတ်သမီးတို့လည်းနားလည်လိမ့်မယ်လို့တီချဲမျှော်လင့်ပါတယ်။တီချဲနဲ့တူတူနောက်သင်ကန်းစာမှာပြန်တွေ့မယ်နော်။